မင်္ဂလာပါမင်းသမား editorial talk season ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ် season မှာတော့ဒီသတင်းတွေထွက်ပေါ်နေတဲ့လူပြောများနေကြတဲ့ဒီ live show မျိုးကနေ MNDAA စုခွာမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောသွားဖို့ season ထားပါတယ်မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါမတ်ကျူချမ်းကြီးဒီ live show ကနေပြီးတော့ MNDAA ကတက်ဆုတ်မယ်ဆိုတဲ့သတင်းတွေပေါ့နော်ဒီဟာကကြတော့ MNDAA ဘက်ကတော့တရားဝင် ထုတ်ပြောတာမျိုးတော့မရှိပေမဲ့ဒီသတင်းမြစ်ကနေပြီးတော့ကြားနေရတဲ့ထွက်နေရတဲ့သတင်းပေါ့နော်ဆိုတော့ဒီလာရှိုးကနေဒီ MNDA ပြန်ဆုတ်မယ်ဆိုတော့ကိစ္စอ่ะပေါ့လေပထမဆုံးအနေနဲ့ဘာကြောင့်လို့ဆက်အနေနဲ့သုံးသပ်မိလဲရှင်တရုတ်ရဲ့မနာရန်ဖီအားကြောင့်ပါပဲကိုကန့်လို့ခေါ်တဲ့ MNDA ကပြီးခဲ့နှစ်ဩဂုတ်လစာမိုင်းမှာလာရှိုးကိုတိမ့်ပြီးတဲ့နောက်ပိုင်းတရုတ်ရဲ့အကြီးကျယ်ဖီအားပေးမှုတွေခံခဲ့ရတယ်ဒါကြောင့်လဲလာရှိုးကိုတိမ့်ပြီးတလကြာ စက်တင်ဘာလ၄ရက်နေ့မှာအဓိကကြတဲ့အချက်၄ချက်ပါတဲ့တရုတ်ဘာသာနဲ့ရေးသားထားတဲ့ထုတ်ပြန်ချက်တစ်ချက်ထွက်လာခဲ့တာကိုမှတ်မိမယ်ထင်ပါတယ်အဲ့ဒီတဲမှာတစ်ရပခတိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတဲ့တောင်ကြီးနဲ့လပခတိုင်းစစ်ဌာနချုပ်ခြေစိုက်တဲ့မန္တလေးကိုတိုက်မှာမဟုတ်သလိုနှစ်မြန်မာနိုင်ငံကနေခွတ်တော့မှာမဟုတ်ဘူး၃ NUG နဲ့မပူပါမှုဆိုတာနဲ့၄တရုတ်ရဲ့ဂျာဝင်ပေးမှုကိုလက်ခံမယ်ဆိုတာတွေဖြစ်ပါတယ်တရုတ်ကတစ်ဖက်မှာ စစ်ကောင်စီနဲ့ညှိတယ်စစ်ကောင်စီလိုနေတဲ့တရားဝင်မှုကိုပေးတယ်နိုင်ငံကြီးကြားသိဖြစ်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်ပြီးတော့အသက်သွင်းပေးမယ်ဆိုတာသဘောတူတယ်တစ်ဖက်မှာတရုတ်ကမြောက်ပိုင်းအဖွဲ့တွေကိုစစ်ကောင်စီနဲ့ဆွေးနွေးဖို့စပြီးတော့တောက်လျှောက်ဖိအားပေးလာခဲ့တော့တယ်တရုတ်ရဲ့ဖိအားကြောင့် MNDA နဲ့စစ်ကောင်စီကြား2024ဒီဇင်ဘာ15မှာတကြိမ် ဇန်နဝါရီလ15မှာတစ်ကြိမ်မတ်လ22မှာတစ်ကြိမ်စုစုပေါင်း3ကြိမ်တွေ့ခဲ့တယ်2025ဇန်နဝါရီတွေ့ဆုံမှုမှာတော့အပြစ်ခတ်ရစဲရေးလက်မှတ်ရထုတ်မှုဖြစ်လာခဲ့တယ်တကယ်တော့လာရှိုးကို ပြန်ပေးဖို့စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ပေါ်လေဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့ကတောက်လျှောက်တောင်းဆိုခဲ့ပြီးတော့ MNDA ကလာရှိုးဟာကိုကန့်ထူးဒေတာပြစ်ထဲထားပြီးဖြစ်လို့ငိမ့်ငိုင်းပြန်ရတဲ့အချိန်ပေးမယ်ဆိုတာမျိုးနဲ့တင်းခံလာခဲ့တယ် ဇန်နဝါရီတွဲဆုံမှုပြီးမှာတော့ MNDA တက်တယ်2025ခုနှစ်ဇွန်လနောက်ဆုံးထားပြီးလာရှိုးကထွက်ခွာမယ်ဆိုတဲ့တည်င်းနေထွက်လာခဲ့တယ်ဒါကတရုတ်ရဲ့လိုလားချက်ဖြစ်တယ်တက်တဲ့အနေနဲ့လဲတရုတ်နှစ်တကူအခန်းတစ်ခုမှာအခမ်းအနားတစ်ခုမှာ MNDA နဲ့တရုတ်ရာရှိသူစင်ပေါ်မှာအတူရှိနေတဲ့အဲ့ဒီတရုတ်ရာရှိကကိုကန့်ဒူဒေတာတက်မှာစစ်ပွဲကပြီးသွားပြီးကိုခိုင်ကွန်လုံးပင်ဒီနဲ့လောက်ကင်စားတဲ့ခရိုင်လေးခုနဲ့မြို့တစ်မြို့မှာ MND ရဲ့ကိုပိုင်အုပ်ချုပ်권အတိမတ်ပြုရမယ်ပြင်လာရှိုးကနေ MND တက်တည်ဆုတ်ခွာရမယ်ဆိုတဲ့ပြောစကားဗီဒီယိုတစ်ခု online မှာပြန်လာခဲ့တယ် MND ကောင်းဆောင် ဖုန်တားရှင်ရဲ့နှစ်တစ်ကူတဝန်လာမှာလဲအာနာရှင်ပြုတ်တိုက်ရေးဆိုတာမပါတော့ဘဲနဲ့ငိမ့်ငိမ့်ရင်းနဲ့ဆွေးနွေးပွဲတွေမြင့်တင်ရင်းနဲ့ဘီအာရိုင်းစီမံကိန်းနဲ့တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC အစီအစဉ်ကိုကန့်ဒေတာတိုးတက်ရေးဆိုတာပဲဖော်ပြလာတော့ 2025ခုနှစ်မတ်လ25နေ့မှာမတ်လ25နေ့ဆွေးနွေးပွဲမှာနယ်မြေခွဲဝေမှုတွေအဓိကထားပြောခဲ့ကြပြီးစစ်ကောင်စီကလာရှိုးအပြင်စကခ16အစီအခြေဆိုင်ခဲ့မှုတဲ့တိန်းဒီကိုပါတောင်းဆိုခဲ့ပြီး MNDO ကိုကွမ်းလုံထိဆုတ်ခိုင်းခဲ့ပေမဲ့ MND ရဲ့ဘောမတူလို့ပါရလာမှမထွက်ခဲ့ဘူးအဲ့ဒီနောက်တရုတ်က MMD ဘက်ကို လာရှိုးကနေမဖြစ်မနေဆုတ်ဖို့လာရှိုးကနေမဆုတ်ရင်လည်းဇက်ဂိတ်တွေပိတ်မယ်လို့ဖိအားပေးခဲ့သူစစ်ကောင်စီကလည်းသူတို့မျိုးကသာပြန်ပြရင်အုတ်ချုပ်ရေးတည်မရအောင်မျိုးကိုအစစ်စစ်ညံ့ညက်ကြည့်အောင်ဘုံကျဲဖြက်စီးပစ်မယ်ဆိုတာမျိုးနဲ့ဖိအားပေးလာခဲ့တယ်။ဒါကြောင့် MMDA ကမြေပြင်မှာစီရီယံဝန်ထမ်းတွေနဲ့နိုင်ဂျင်းဟောင်းတွေကိုနှစ်တကူပိတ်ရဲ့ April 27ရက်နောက်ဆုံးထားပြီးလာရှိုးကနေဆုတ်ခွာမယ်ဆိုတာလည်းအတိပေးထားပြီးဖြစ်တယ်လို့ပစ္စည်းတွေအကုန်ဒီပါပြောင်းရွှေ့ပြီးဖြစ်ပါတယ် ဲ့ဒီတော့လာရှုမြို့တဲ့ကကိုကန်တက်တွေထွက်ပေးတာဖြစ်ပြီးမြို့ပြင်ကပြူဝါကြတဲ့စင်တောင်ပြင်လာရှုရဲ့အဓိကဝင်ထွက်လမ်းတွေဖြစ်တဲ့လာရှုနမ်တူလမ်းလာရှုတီဘောလမ်းလာရှုသိမ့်တီလမ်းအေဒီတံတားတွေအထိဆက်ပြီးတော့တဆွဲထားမှာဖြစ်ပါလေနောက်တစ်ခုကဒီလာရှုမြို့ကအတိုက်ပွဲဖြစ်ပြီးတဲ့မနေ့ကဒီဩဂတ်စ်လ နောက်ပိုင်းမှာပေါ့နော်အဲ့နောက်ပိုင်းမှာတိုက်ပွဲတွေလည်းမရှိကြတော့ပြောမျိုးပြန်လဲယူထောင်ရေးတွေလည်းတော်တော်လေးလုံနိုင်တဲ့အတွက်ကြောင့်ဆိုလို့ရှိရင်အခုချိန်မှာမြို့ခံတော်တော်များများကမြို့ထဲမှာပြန်ပြီးတော့နေနေကြတာရှိရပေါ့နော်ဆိုတော့ဒီလိုမျိုးကို MND ကတက်ဆုတ်သွားပြီးတော့ဒီစစ်ကောင်စီကပြန်ဝင်ပြီးဆိုလို့ရှိရင်မြို့ခံတွေအတွက်ပေါ့နော်သူတို့မှဟိုစိုးရိမ်ကြတဲ့လည်းရှိနေတယ်ဆိုတော့ဒီအတွက်ပေါ့လေဒီစိုးရိမ်စရာရှိလားပြီးတော့ဒီတိုက်ပွဲတိုက်ပွဲတွေရောပြန်ပြီးတော့ဖြစ်လာနိုင်ခြင်းရှိအောင်မလားရှင့် MMDA ကလာရှို့မြို့တိမ့်ပြီးကသာမှာနော်မြို့ရဲ့တည်ငြိမ်မှုအားနေတာနောက်မြို့ကန်တချို့တလေပေါ့မကျေနပ်တာတွေဖြစ်ခဲ့ပြီးမဲ့နောက်ပိုင်းမှာတော့မြို့ဟာထိုင်ကျလာခဲ့တယ်လို့ပြောလို့ရတယ်စစ်ကောင်စီနဲ့ MMDA ပြီးခဲ့တဲ့လဇန်နဝါရီလမှာပြစ်ခတ်ရစဲလက်မှတ်ထိုးပြီးတဲ့နောက်မှာလာရှို့မြို့ကန်အနေဆုံးတဝက်လောက်ကပြန်ပြီးတော့အခြေချနေထိုင်ကြပြီးဖြစ်တယ်ပြီးခဲ့တဲ့မတ်လကုန်ကနေကပဲလာရှို့ကနေ MMDA တွေ မထွက်ခွာဖို့ဆိုတာမျိုးဆန္ဒပြခဲ့ကြတာတွေရှိခဲ့တယ်ဒီဆန္ဒပြမှုကလွတ်လပ်သလားဒါမှမဟုတ်လို့ရှင် MNDA ရပဲကြီးမှုခဲ့တာလားတော့အတတ်မပြောနိုင်မိမယ်ဘလို့ပဲဖြစ်ဖြစ်လာရှုမျိုးကန်တွေဟာကိုကန့်အုတ်ချုံမှုအောက်မှာအသားကျလာခဲ့တယ်ခြေနှက်မှုတွေရှိလာခဲ့တယ်လို့ဂျေဘူးကပြောလို့ရပါတယ်အခုစစ်ကောင်စီဒီကလာရှိုးကိုပြန်ဝင်လာတာကိုတိုက်နှစ်သက်သူနဲမယ်လို့ထင်ပါတယ် ါကလည်းထူးတော့မထူးစားမှာဘူးစစ်ကောင်စီရဲ့ဖိနှိပ်ရန်ကအုပ်ချုပ်မှုတွေနော်ရွာလုံးကျွတ်မီရှုလူဆူလိုက်ပြုံလိုက်တပ်ဖို့ဝင်မလေးတာတွေနော်ဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့နာစီတပ်ကို ပြန်တွေ့ရမှာနှစ်သက်တဲ့လူကတော့နဲမှာပဲနော်မြေပန့်ဒေတာတွေမကပဲတောင်ပေါ်ဒေတာနိုင်ငံတဝန်းလုံးကဟိုကမကြိုက်တာအဲ့တော့အခုဒေတာကန်ကြီးကသူတို့ကိုချင်းချောက်အချက်ကြိုက်မှာကိုစိုးရင်နေကြတာဖြစ်ပါတယ် နောက်ဆိုရင်နာတကူကတော့ကိုကအုပ်ချုပ်မှုအောက်မှာလာရောက်အမှုထမ်းနေတဲ့စီဒီယံဝန်ထမ်းတွေနဲ့နိုင်ငံရေးကျင်းသားဟောင်းတွေပေါ့ဥပမာလာရှိုးဆေးဥမှာဆိုရင်စကားစားအုပ်ချုပ်မှုကိုစီဒီယံလုပ်ထားတဲ့ဝန်ထမ်းတွေအမှုထမ်းနေခဲ့ကြတာတွေရှိတယ်။နောက် MND ကလာရှိုးသိမ်းပြီးတဲ့အခါမှာထောင်ကလွတ်ပေးလိုက်တဲ့နိုင်ငံဟောင်းတွေရှိတယ်။သူတို့ကိုစကားစားမင်းညှိုးမှာပဲရန်ရှာမှာပဲဒါသူတို့အတွက်စိုးရိမ်ကြဖြစ်တယ်။ဒီအတွက်လဲအဲအဲ MND ကတော့ဟောစဉ်းစားထားတယ်လို့မြင်ရပါတယ်ဗျာဒါကြောင့်တိုတင်အသိပေးတာလို့ပြောလို့ရပါတယ်အခုလောလောဆယ်ကြားသိရတဲ့အချက်တွေကတော့လာရှုံမြို့ရဲ့ဟိုစစ်ကောင်စီရဲ့အရက်ပဲအုပ်ချုပ်ရေးဆိုင်ရာဌာနတွေနဲ့ဝန်ထမ်းတွေအရင်ဝင်လာမယ်လို့သိရတယ်နောက်တရုတ်ကလည်းကောက်ဆစ်ဝင်ယုံထားမယ်ပေါ့ဒါအပြင်စစ်ကောင်စီတပ်တွေအနေနဲ့စကားသတ်တက်တရအမျိုးရင်းမျိုးပင်စီးလှုပ်ရှားမှုမရှိရဘူးဆိုတဲ့အချက် MMDA တပ်တွေကလာရှုမျိုးရဲ့ဝင်ထွက်လွမ်းနေပြီးစစ်ကူလာနိုင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့မိုင်းရဲနှမ်းလန်တန်ရန်ကနေလာရှုလမ်းပိုင်းအားလုံးမှာ ရှိနေပြီးတော့နေရာယူထားမယ်ဆိုတဲ့အချက်အဲ့တော့လာရှုမျိုးပေါ်ကိုစစ်ကောင်စီကအုပ်ချုပ်တာကဘာနဲ့တူမလဲဆိုတော့ဒီတိုင်းကမှန်မယ်ဆိုရင်ဟိုင်းမြန်မာနယ်စပ်မြောက်ရီအုပ်ချုပ်ရင်းနဲ့အလားတူမလားလို့ကျွန်တော်ကတော့စဉ်းစားမိတယ်။နယ်ရီကြေးရာတွေကိုကိုကန့်အထူးဒေသတက်အောင်မှာဆက်ပြီးတော့ထားမယ်ဆက်အုပ်ချုပ်မယ် ် MND ရဲ့ဆက်ဆံရေးရုံးကလာရှုမျိုးမှာဆက်ရှိနေမယ်အရေးကြီးတဲ့လာရှုပြည်သူစေယုံကြီးကိုတော့ UWS ဝါနဲ့တရုတ်တွေပေါင်းပြီးတော့လက်ပတ်နေမယ်လို့လည်းကြားရရှိတယ်ဒါမဲ့လုံခြုံရေးရကြည့်ရင်ရှေ့နောက်ပိုင်းမှာအရေးပါတဲ့စဉ်းစားစရာချက်တွေရှိစီရေးဆိုလို့ရှိရင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခါကိုလာရှိုးမှာပြန်ထိုင်ခွင့်ပြန်ဖွဲ့ခွင့်စစ်ကောင်စီကိုပေးမှလား နော်အခုလောလောဆယ်မှာတော့စကားစဒါအမိကန်သဘောမျိုးယမကကိုဖွဲ့ပြန်ဖွဲ့ထားတာရှိတယ်ဒါပေမဲ့သူဖွဲ့ထားတဲ့ဆိုတာကယမကမကြခင်ကဖွဲ့စည်းပုံမျိုးကိုပြန်ရောက်ဖို့တောင်အတော့အတော်ကြီးကိုအလံဝင်နေသေးတယ်တကယ်ဒင်းပြစ်ချက်ပြဖွဲ့စည်းပုံကတော့စိတ်ကူးတဲ့တောင်ရှင်လို့မရအောင်ဘလို့ပဲဖြစ်ဖြစ်ယမကကိုပြန်ထိုင်ပြီးတော့ပြန်စုစည်းလာနိုင်တဲ့အခွင့်အလမ်းရလာရင် တဖြည်းဖြည်းနဲ့ပေါ့အချိန်ယူပြီးတော့လှုပ်သွားရင်ဒါရေရှည်မှာကိုကန့်အတွက်စီချိန်ချောင်းမှု ရှိတယ်အကယ်၍ဒါဓာတ်တွေကိုလက်ပတ်ခွင့်သုံးခွင့်ရလို့ရရနေရင် MNDA ရဲ့ဒေတာတွေရော TNL ရဲ့ဒေတာတွေနောက်ရှမ်းမြောက်တခွင်လုံးပေါ့ဓာတ်တွေကိုဟိုစည်ရေးရချိန်ချောက်နိုင်မဲ့အလားလာခွင့်လားအန်နေကိုရရှိပေးလိုက်လို့ဖြစ်မှာဆိုရတယ်အဲ့တော့အော်ဓာတ်တွေနဲ့ပတ်သက်လို့ရှိရင်ဘလိုတွေအေးထိန်းချုပ်မလဲဆိုတဲ့ဟာမိကုန်းရှိနေပါတယ်နောက်တစ်ခုကဒီ တစ္ဆန်နှစ်ဆက်ခွန်ဆစ်စင်ရေးစကြရရပေါ့နော်ဒီထုတ်ပြန်ချက်တွေမှာဆိုလို့ရှိရင်အထူးအထူးသဖြင့်ဆိုလို့ရှိရင်ဒီစောစောပိုင်းထုတ်ပြန်ချက်တွေမှာပေါ့နော်အဲ့ထုတ်ပြန်ချက်တွေထဲမှာဆိုလို့ရှိရင်ဒီနိုင်ငံလုံးပြည်သူတွေဟိုလူလာတောင်းတနေတဲ့ Federal ပြည်ထောင်စုတိစောက်မယ်ဆိုတဲ့ဟာတွေထုတ်ပြန်ချက်မှာခဏခဏတွေ့ရတာမျိုးရှိရပေါ့နော်ပြီးတော့ဒီနောက်တစ်ချက်ကဒီအခုချိန်ထိပေါ့နော်ဒီတစ်ဖွဲ့နဲ့တစ်ဖွဲ့အမြဲထောက်ပံ့နေမယ်လို့ပြောကြတာမျိုးလည်းရှိရဲဆိုတော့ဒီလက်ရှိငလျင်အကြောင်းဟိုယာယီအပြည့်ရထားတယ်ဆိုပေမဲ့ဒီ AA နဲ့ DNL တို့က တိုက်ပွဲဖြစ်နေတဲ့အချိန်အခြေအနေပေါ့နော်ဟိုအေအေနဲ့ဆိုလဲတိုက်ပွဲကဟိုရအပြစ်ရထားတဲ့သားပြောတာဖြစ်တော့ဖြစ်နေစေပေါ့နော်ဆိုတော့ဒီအချိန်နေမှာတကယ်လို့လာရှိုးကိုပြန်ပေးပြီးတော့အ MNDA ကဒီဒီလိုမျိုးဟိုတိုက်ပွဲတွေမှာပြန်ပြီးတော့ပါလာနိုင်မလားဘလို့အချိန်နေဆက်ရှိလာနိုင်မလဲရှင်စစ်ကောင်စီတပ်ကပြန်ပြီးခေါင်းထောင်လာမယ်ဟဲ့လားတူလားတနိုင်ငံလုံးကိုစိတ်ကြိုက်စီမံအုပ်ချုပ်ခွင့်ရမယ်ဆိုလို့ရှိရင် तू ကတော့ဘသူ့ကိုမှရှင်းထားမှာမဟုတ်ဘူးခိနေမှာเนาะမြေပြန့ မာပဲဖြစ်ဖြစ်တောင်ပေါ်တိုင်းရင်းသားတွေပဲဖြစ်ဖြစ်သူကတော့ဖိနေမှာဒါတွေဟိုနှစ်ပေါင်းများစွာခံခဲ့ရတဲ့အတွေ့အကြုံရှိတဲ့တိုင်းရင်းသား EO တွေကသဘောပေါက်ပြီလားနော်တချို့တော့လဲအဲငွေကြောင်းဟောပြတ်သွားတာတွေတော့ရှိတာပေါ့ဗျအဲ့တော့ EO တွေကဒီမြန်မာစစ်တပ်ရှိနေတွေသူတို့နေမြေလုံးချုပ်ရေးအတွက်အာမခံမရှိဘူးဆိုတာသဘောပေါက်ပြီလားသူတို့ကသူတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အုပ်ချုပ်ခွင့်လိုချင်တာဒါကြောင့်လဲ30 20ကွန်စစ်စီတွေက ဟန်ကျင်ကြီးတဲ့စစ်စီရေးတွေပေါ်ဆောင်ပေးဖို့ကြံတဲ့မဟာမိတ်တွေတော်လိုင်းရေးအင်အားစုတွေကိုနှိုးဆော်ခဲ့တယ်နော်ကရင်နီမှာဆိုရင်တလေလုံးစစ်စင်ရေးဆိုတာသခိုင်းတိုင်းနဲ့မန္လေးတိုင်းမှာမြို့သိမ်းတိုက်ပွဲတွေလုပ်ခဲ့တာတွေကျွန်တော်တို့မြင်ခဲ့ရဒါမဲ့တရုတ်ကဝေဆွတ်ပြီးတော့ဟိုင်ဂန်သဘောတူညီစာချုပ်ပြဖြစ်လာတယ်2024ဇန်နဝါရီမှာညီနောင်မဟာမိတ်သုံးဘွဲ့ရဲ့ရှမ်းမြောက်တိုက်ပွဲတွေရပ်တန့်သွားခဲ့ရအဲ့ဒီသဘောတူညီချက် ပြီးတဲ့နောက်6လအကြာ2024ခုနှစ်ဇွန်လကုန်မှာပြန်ပြတ်သွားပြီးတော့2029စစ်စင်ရေးဒုတိယလိုင်းဖြစ်လာခဲ့တယ်။အဲ့ဒီနောက်လာရှိုးနောက်ချိုးတီဘောမိုကိုမုံမိတ်ကြောင်းမဲ့စားတဲ့မျိုးတွေနော်စတိုက်သိန်းလိုက်သိန်းခဲ့နိုင်ခဲ့တယ်။ဒုတိယလိုင်းနဲ့ပရမလိုင်းမတူတာပရမလိုင်းစချိန်မှာဒီယုတ်ကကြားဖြတ်နေနေဆိုပြီးမြောက်ပိုင်းဖွဲ့တွေရဲ့တိုက်ပွဲတွေကိုသဘောတူခဲ့ပြီးမြေဒုတိယလိုင်းတိုက်ပွဲတွေပေါ်တဲ့အခါမှာတော့အကြီးအကျယ်ဒေါသထွက်ခဲ့။ဒါကြောင့်လဲတိုက်ပွဲတွေ ပြန်မဖြစ်ဖို့ MNDA နဲ့ TNL လေးတို့တင်းကျပ်တဲ့ PR တွေအပြည့်ရအောင် မရက်ရအောင်ကြားခဲ့တဲ့ပြင် UWSA ကိုပါလုံးဝအကူအညီမပေးရဘူးဆိုတဲ့ PR တွေပေးခဲ့တယ် TNL ကတိုင်းထားတဲ့နယ်မြေတွေကိုခုခံရင်စစ်ကောင်စီနဲ့နောက်ကျုံမျိုးတွေမှာဂျူကြဂျူကြတိုက်ပွဲတွေဖြစ်ခဲ့ပေမဲ့ MNDA ကတော့တရုတ်ရဲ့ဂျာဝီမှုကိုလက်ခံမယ်လို့ထုတ်ပြန်ခဲ့တယ်2024ခုနှစ် စက်တင်ဘာလဇန်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ခုခံပြီးတော့လေရင်ပစ်ချတာတို့ drone တွေပြန်ပစ်ချတာမျိုးတို့တော့မလုပ်ခဲ့ဘူးဒါကလည်း MNDA ပေါ်တရုတ်ရဲ့ဖိအားကတခြားညီနောင်မအမိတ်ဖြစ်တဲ့ TNN လေးတဲ့ AD တို့တောင်ပူကြီးမလားလို့တော့မြင်ရဘာဖြစ်လို့လဲဆိုတော့ကိုကတ်နဲ့တရုတ်ကနန်မိတ်တိုက်ရိုက်ထိစပ်နေတာအဲ့ဒီလိုနန်မိတ်တိုက်ရိုက်ထိစပ်နေတာဆစ်စင်ရေးမှာအားသာကျလဲဖြစ်လို့ ဟောဒီยุคကဖျားပေးလာပြီဆိုတဲ့အခါကျတော့လေအားနေချက်ဖြစ်သွားတာပြောရရင်ကိုကန့်ကတยุคမျောလင့်ခဲ့တာတဲ့ပို့ပြီးတော့နယ်မြေတွေတိမ့်သွားနိုင်ခဲ့တာတိမ့်ခဲ့တာတยุคရဲ့တန်ခတ်မှုဖြစ်လာ30 20ကွန်စစ်စင်ရေးနှစ်ကတยุคမကြိုက်တဲ့ဇာလမ်းအဲ့ဒီအပိုင်းနှစ်ကိုလောက်တာကစလို့တยุคကနီးကုန်လမ်းကုန်နီးလမ်းပုံးစုံနဲ့ဖြစ်လို့ဖြစ်စီလောက်တော့တာကိုကန့်နေလားဆိုတော့တยุคဖီအားတရန်ပလောင်မှာ DNA လီမှာလဲ ကြီးပါတယ်နော်တရုတ်ကဒီဘွဲ့တွေသူ့စကားနားမထောင်မချင်းအမျိုးမျိုးချက်တရားမဝင်လူဝင်လူထွက်နေစားပေါက်လေးတွေပါမကြံနေစားကိတ်တွေပိတ်ပစ်တယ်စားတောက်ကုန်ဖြတ်တယ်လျှက်စစ်ဖြတ်အင်တာနက်ဖြတ်စေဝါဖြတ်73ကြီးဖြတ်ဖြတ်ပေါင်းမျိုးစုံဖြတ်တယ်ဘဏ်အကောင့်တွေထိန်းချုပ်တယ်နော်အဲ့လိုနီလန်ပေါင်းစုံတွေညစ်ပတ်တော့သက်ဆိုင်ရာဒေတာတွေမှာလူမှုတွေခံရတာမလွယ်ပါဘူးအတော့တော့ကြက်ပါ အဲ့လိုလှုပ်လိုက်တဲ့အခါတီအန်အေလေးလည်းအလဲပိုင်းမှာစစ်စင်ဝေနာနေရုတ်တရက်ပြီးပြန်ဆိုးရတာဖြစ်တယ်။တစ်ချိန်တည်းမှာပဲစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေလည်းကျဆိုင်ကြတင်ရုတ်ကဘလောက်တောင်မမြတ်တာလဲဆိုတော့စစ်ကောင်စီလေချောင်းတိုက်ခိုက်မှုပုံကျဲတာတော့မတားဘူး။အဲ့ဒီတော့တံပြန်ထိုးစစ်အောက်မှာတစ်ဖက်ကိုခြေကျုံမိနေတော့စစ်ကောင်စီကတံပြန်ထိုးစစ်လုပ်တဲ့အခါမှာစစ်ကောင်စီအသာကြီးရတဲ့စစ်မင်နာအနေငယ်တော့ပေါ်လာခဲ့တယ်။တင်ရုတ်ကဖိအားပေးတာ သူတို့မျောလင်းတလောက်မထီရောက်တာတော့အေးအေးပဲဒါကလည်းနန်းစီဆတ်မှုမရှိတာအားသာချက်ဖြစ်တယ်နောက်ကွန်ပစ္စည်းတွေဝင်ပေါက်ကအိန္ဒိယဘင်္ဂလားဒေ့ရှ်တို့ဟိုဟိုဖြစ်နေတာ ਨੇ အင်းလေအဲအဲထွက်ပေါက်ရှိလို့ရှိနေတာကြောင့်အဲ့လိုပြောလို့လွယ်လားဆိုတော့လွယ်တာတော့မဟုတ်ပါဘူးအေးရဲ့ခေါင်းဆောင်မှုကလူလူကရောစိတ်မာတယ်အချက်တဲတွေကိုအန်ကျိတ်ခုကနောက်တရုတ်ပြည်ရပေးတာကချင်း KIO ပဲ ်ပြည်ဝင်ကိုလည်းစစ်ကိုရပ်ဖို့အလဲပိုင်းတွေကိုမတိုက်ဖို့မကူဖို့တောက်လျှောက်ပြရပေးတယ်။ကချင်ကတော့နေဇက်ကသူ့ရဲ့ထိတွေ့နေတဲ့နေဇက်ကတရုတ်တင်မကပဲအိန္ဒိယဘက်ပါလမ်းပွင့်တာနောက်မြေရှားတပ်ထုတွင်နေရှိတဲ့ဒေသကိုသိမ်းလိုက်နိုင်တဲ့ဟာကတရုတ်နဲ့အဲ leverage negotiate လုပ်တဲ့အခါမှာ leverage လုပ်ရတာနော်အဲ့တော့ရသွားတာအဲ့ဒါတက်တာစီတာပေါ့ ဒီလာရှိုးကိုလာရှိုးကနေပြန်ဆုတ်သွားတဲ့ကိစ္စနဲ့ပဲဆက်ချင်ပါတယ်ကြာဒီလိုမျိုးကိုလာရှိုးကနေဒီ MNDA ကပြန်ဆုတ်သွားတဲ့တဲ့အတွက်ပေါ့နော်ဒီတော်လိုင်းရင်အားစုတွေဘက်ကဘယ်လိုမျိုးတုတ်ပြန်ကြသလဲပြီးတော့ဒီအနေထားမှာတော်လိုင်းရင်အတွက်ပေါ့နော်နှစ်နာထိခိုက်မှုတွေဘယ်လောက်ရှိသလဲရှင်ဒီလာရှိုးဟိုတိတ်ပိုက်ဖို့ကြိုးစားတဲ့တိုက်ပွဲဖြစ်စဉ်ကာလမှာတော့လူရတသိန်းဝင်းဝင်းကျင်လောက်ရှိနေကြတော့ဒီလာဒီလူရဒီပမာဏနဲ့ ပမာဏရှိတဲ့မြို့ကိုတင်ရတာเนาะနောက်ပြီးတော့လာရှိုးမှာမြန်မာစစ်တပ်ရဲ့အမကန်စစ်တိုင်းဌာနချုပ်ရမခါရှိတယ်အဲ့တော့ဒီဒေတာကိုဒီမျိုးကိုကိုကန့်တဲ့မဟာမိတ်တပ်တွေတိုက်ခိုက်သိမ်းပိုက်ရတာလွတ်လွယ်လာတာတော့မဟုတ်ဘူးပြောမှာပေါ့စစ်ကောင်စီတပ်တွေထွက်ပြေးတဲ့အလံပြူတောင်းတာတွေရှိပဲဒါမဲ့အဲ့လူတွေရှိခဲ့ပေမဲ့လည်းမလွယ်ပါဘူးစစ်တိုင်းဌာနချုပ်တခုဆိုတာကသူ့ကိုပိုက်ရန်နဲ့ တမာတွေတိုင်ရင်တပ်ဖွဲ့တွေအများကြီးပဲအဲ့ဒီတည်းကနေမှရအောင်တိုက်ရတာဒါဘူဟာအာသာကျဲ့ပြင်းเนาะအသက်သွေးတွေညာကြီးဆွန့်လွန့်ခဲ့ရတဲ့အနစ်နာခံခဲ့ရတာပြီအမေလာရှုအပွဲက MNDA အတွက်ဂုံတက်ဆရာဖြစ်တယ်လို့เนาะသူကပြောရရင်ပြင်မနဲ့တိတ်မနီးကတဲ့ဒီကိုကန့်ဖွဲ့ဟာနိုင်ငံရေးအရာပါတိတ်ခတ်တဲ့အားကောင်းစီခဲ့ပြင်မလူလူအတွက်ကတော့လာရှုအောင်ပွဲက EO တွေနဲ့ဒါ new dollar ရဲ့အောင်ပွဲ နော်တော်ဒီအသိပ်ပြီးတော့အာရကျေနပ်မှုဖြစ်ခဲ့ကြ။နောက်စစ်ကောင်စီဘက်ကကြည့်ရင်သူ့ရဲ့တိုင်းစစ်ဌာနကြီးတစ်ခုလုံးပရမသုံးကျသွားတာ။ဒါအရှိရစရာဖြစ်စလို့ moral သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ သူ့ရဲ့တက်ကစိတ်ပိုင်းဆိုင်ရာအာထိခိုက်မှုကြီးကြီးမားမားကိုဖြစ်ခဲ့တာ။ဒါပေမဲ့မြန်မာလူထုရဲ့စန္ဒကိုလစ်လူရှုပြီးတော့တရုတ်ကသူ့အကျိုးပဲတစ်ဖက်သက်ကြည့်ဆုံးဖြတ်လုတ်ကင်တာတွေဟာအခုတော့စစ်ကောင်စီတက်ဟာ တဏ္ဍတစ်ချက်မှပြန်မဖောက်ပဲလာရှိုးကို ပြန်ညသွားတာပြောရရင်တော့အမှုလက်ကိုရွှေကွက်သွားပေးလိုက်တယ်လို့ပါစကားစားအတွက်တော့နိုင်ငံရေးဝါဒဖြန့်စရာ issue တစ်ခုရသွားတာပါနောက်ရေရှည်အတွက်ပေါ်လီဆိုရင်ညတာလာရှိုးကလာရှိုးမှာပဲရက်မှာလားတရုတ်ကမြန်မာနိုင်ငံရေးသူ့နိုင်ငံရေးလို့သဘောထားပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေလေးစားတယ်လေးစားတယ်လုပ်နေတော့ကိုကန့်သိမ်းထားခဲ့တဲ့တခြားမျိုးတွေ ဥပမာတိန်နီကွန်းလုံးဒါရီဝါဇလန်းကဆက်အုံးမလား TNL တိန်ထားခဲ့တဲ့မြို့တွေနတ်ဆန်မန်တုံတွေဒါရန်ရှာအုံးမလားတရုတ်မြန်မာလမ်းမကြီးရောဒီဟာတွေအခုဟိုထိမ့်ချုပ်ထားနိုင်တာတွေတော့လက်လွတ်ပေးအောင်စွန့်လွတ်အောင်လုပ်မလားမေးเสียမေးခွန်းနေရှိနေပါတော်ဆယ်နှစ်ဆက်ကုန်ဆစ်စင်ရေးမှာဒါအာစီရေးအတွေ့အကြုံလဲယူရင်းနောက်ပြီးတော့တူရဲ့ဒေါ်လာရေးအဖိနှိတ်ခံနေရဲ့ သွေးစင်ဖို့ပေါ့တူတော်တိုင်းကတူရေးပဲဆိုပြီးဝင်တိုက်ခဲ့တဲ့ပြေမာကပြောရလို့ရှိရင်ပမာလူငယ်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့လဲသူတို့ကူတိုက်ပေးခဲ့တဲ့လာရှုံမျိုးကို အခုလိုပြန်ဆုတ်ပေးလိုက်ရတာဆုံးရှုံးတယ်လို့ခံစားရမှာပါပဲတကယ်လို့ဒီကိစ္စမှာပြစ်တင်မယ်ဆိုရင်တော့တင်စရာတော့တေုပ်ဆိုးရပါပဲသူ့အကျိုးအတွက်ပဲကွက်ကွက်လေးကြည်ပါမြမလူလူရဲ့ဆန္ဒကိုလစ်လူရှုတယ်တနည်းအားဖြင့်ပြောရင်ဒါမြမပြည်ကိုကိုလိုနီလုပ်တာဟာလာပရမတော့သူ့ရဲ့ အဲလုပ်ငန်းတွေယင်းနှီးမြှုပ်နှံမှုတွေအကျိုးစီးပွားတွေကာကွယ်ဖို့အာသူ့နိုင်ငံသားတွေကာကွယ်ဖို့ဆိုပြီးတော့လုပ်တာအဲလိုအနေပြီးတော့ပုံပြလုံခြုံရေးကုမ္ပဏီတွေလှုပ်ပြီးတော့အာနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့မအားလအနာတီမြေကြီးကြားကံပေးပြီးတော့သူမလိုလားတဲ့သူနဲ့အဲမတည့်ဘူးသူ့အတွက်သုံးမရဘူးထင်တဲ့လမ်းကြောင်းနေရှင်းပစ်တာ2026မှာတရုတ်တပ်တွေ PLA တွေဟိုပါယူနီဖောင်းနဲ့မြန်မာပြည်တွေတွေ့ကောင်းတွေ့လာရမယ်အနေထားပဲ ဒါဘာလို့ပြောရလဲဆိုရင်တရုတ်ပြည်ထိုင်ဝမ်ကိုသိမ်းပိုက်ဖို့စီမံကိန်းအောက်မှာရှမ်းမြောက်ဒေသခံတွေနဲ့မြန်မာလူထုရဲ့နာဇီစေအုပ်စုအောက်ကလွတ်မြောက်ရေးကိုပိုင်ပြတ်ထန်းခွင့်နေဆိုတာစတိခံလိုက်ရတဲ့အထိမဟုတ်ရင်တော့လွတ်မြောက်ရေးကိလန်းနှောင့်နှေးသွားစီတာဖြစ်စီလို့အဲ့တော့ညီနောင်သုံးပေါ်ကြကိုကန်တန်ဘလောင်ဒီအဖွဲ့တွေကြနောက်တရုတ်ရဲ့ PR အောက်မှာရောက်နေတဲ့အဖွဲ့တွေကြ ညီနောင်သုံးပေါ်နဲ့အဲ KI ကိုကချင်းနဲ့ဒီဘွဲ့တွေကစီရေးအရာတွေမဲ့မဟုတ်ပဲနဲ့နိုင်ငံရေးအရာပါစီလုံးမှုလို့ပါဒါကနိုင်ငံရေးတင်ငန်းစာယူစရာပဲเนาะအကျေးလဲအဲညှိနှိုင်းပြီးတော့တရုတ်ဖီအားတွေကိုအတူတကွခုခံဖို့လိုပါမယ်ဒီနေရာမှာကျွန်တော်မြင်လာတော့ဝါရဲ့ခံကဏ္ဍကလည်းလိုပါတယ်တပတ်မှာတရုတ်ကိုတော့ပြောလို့လားတရုတ်ကတော့အခုလိုလုပ်နေတာမြန်မာလူလူရဲ့ဆန္ဒကိုပြောင်းပြောင်းတင်းတင်းဆန့်ကျင်တယ်ဒါတွေအကုန်လုံးက အာအကျိုးဆက်တွေမရှိဘဲနဲ့တစ်ချိန်ကွယ်ပျောက်သွားမှာပဲမေးပျောက်သွားမှာပဲလို့အမြင်နေရင်တော့ဒါအမြင်မှားတာပဲဖြစ်ပါလိမ့်မယ် ်လွတ်သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။